ကချင်လွတ်လပ်ရေးအဖွဲ့ KIO KIA ဌာနချုပ်လိုက်စာမြင့်အနီကခြေရဆစ်ဆောင်စခန်းမှာနေတဲ့ကလေးငယ်၃ဦးကိုဖမ်းဆီးအာဓမပြုကျင့်တပ်ဖြတ်ခဲ့တဲ့တရားခံကိုအမြင့်ဆုံးပြစ်ဒဏ်ဒေဒဏ်ချမှတ်စီရင်ခဲ့တယ်လို့ထုတ်ပြန်ပါရယ်အသက်၁၀နှစ်ဝန်းကျင်အရွယ်မူလရန်ကျောင်းသူ၃ဦးကိုအသက်၂၅နှစ်အရွယ်အုံဆောက်တွဲအောင်ဆိုသူကပြီးခဲ့တဲ့ ဖေဖော်ဝါရီလ၂၂ရက်နေ့မှာဖမ်းဆီးပြီးတပ်ဖြတ်ခဲ့တာပါအဲ့ဒီတရားခံကိုဖေဖော်ဝါရီ၂၅ရက်ညမှာဖမ်းမိခဲ့ပါရယ်အမှုအတွက်အသီးသန့်ဖွဲ့စည်းထားတဲ့တရားရုံးက မတ်လ29ရက်နေ့မှာအမြင့်ဆုံးပြစ်ဒဏ်အဖြစ်တည်တံအမိန့်ချမှတ်ခဲ့ပြီးဧပြီ9ရက်နေ့မှာတော့တည်တံစီရင်ခဲ့တယ်လို့ KIO KIA ကအသိပေးပါတယ်။အဲ့ဒီဖြစ်စဉ်မှာကလေးငယ်တဦးကိုလယ်ဘင်းကျိုးဆွဲချတတ်ထားတဲ့အနေအထားရှာတွေ့ခဲ့ပြီးကျန်နှစ်ဦးကိုတော့ရေကန်ထဲနှစ်သက်ထားတဲ့အသက်မဲ့ခန္ဓာတွေရှာတွေ့ခဲ့ပါတယ်။ပြီးတော့ရုပ်အလောင်းမှာရိုင်းနဲ့နှိပ်စက်ခံထားရတဲ့ဒဏ်ရာတွေကိုလည်းတွေ့ခဲ့ရတာပါ။သက်ဆိုင်ရာမှုကင်းဆရာဝန်တွေရဲ့စစ်ဆေးချက်အရ အာတမပြုကျင့်ခံထားရတဲ့တက်သေးတွေတွေ့ရကြောင်း KIO KIA ကဖော်ပြပါရယ်အဲ့ဒီတရားခံဟာ KIA တက်မှာစစ်စည်းကံချိုးဖောက်လို့ထုတ်ပယ်ခံထားရဘူးသူဖြစ်ပြီး ထောင်းကြခဲ့ဘူးသူဖြစ်ကြောင်းလဲ KIO KIA သတင်းပြန်ကြားရေးဌာနကအသိပေးပါရယ်ဂျေယောင်ဆွတ်ဆောင်စကံဟာ2012ခုနှစ်က KIA နဲ့စစ်တပ်ကြားကချင်ဒေသတကြောပြန်စစ်ပွဲစတင်ချိန်ကလေးကကချင်ပြည်သူတွေစစ်ဘေးတိမ်းရှောင်နေထိုင်ကြတဲ့စကံဖြစ်ပါရယ်ရှင်